မင်္ဂလာပါကျွန်တော်တော့ Four Mobile Founder ကိုစမ်းဝင်းပဲဖြစ်ပါတယ်ဒီပြောပြခြင်းနဲ့အကြောင်းအရာကဘာဖြစ်လဲဆိုတော့လူငယ်တွေကြားထဲမှာဗျာကျွန်တော်၄၅ယောက်ကြီးက phone ဆက်ပြီးမေးလို့ကျွန်တော်ဗီဒီယိုလုပ်ပေးထားတာနော်လူငယ်ကြားထဲမှာဘာဖြစ်လဲဆိုတော့လက်ရှိသူတို့အလုပ်တစ်ခုလုပ်နေကြတယ်ပုံမှန်ပုံမှန်ဝင်ငွေတစ်ခုလည်းရနေကြပြီအဲ့ဒီဟာအဲ့ဒီဟာလုပ်နေရင်းနဲ့အခြားတစ်ဖက်ကိုသူတို့မြင်သွားတယ် ဟာငါဒါလုံလာအောင်မြင်နေတယ်။ငါလည်းဒါလုံရင်အောင်မြင်မှာပဲဆိုတဲ့စိတ်ဝင်လာ။နောက်နောက်တစ်ခုထပ်တွေ့တယ်။ဟာဒီလုံလေးလုံနေကောင်းလေးလာပဲ။ဒီလုံငါသွားလုံရင်အစင်ပြေလောက်မယ်ဆိုတဲ့ဟာမျိုးတွေးလာကြ။ဒီနေရာမှာဘာအကြံပေးချင်တာလဲဆိုတော့ငါကြီးတို့မင်းတို့မှန်ကန်တဲ့လမ်းကြောင်းရေးပြီးွားပြီဆိုရင်မင်းတို့အဲ့ဒီလမ်းကြောင်းမှာ မင်းတို့ဆရာတယောက်ဖြစ်ဖို့အတွက်ကိုငါပထမဆုံးကပြောခဲ့တယ်ငါနှစ်လိုတယ်နော်ဆရာတယောက်ဖြစ်ဖို့အတွက်ကိုမင်းငါနှစ်လိုတယ်တမားဖြစ်ဖို့အတွက်ကမင်း10နှစ်လိုတယ်မင်းအဲ့ဒီ10နှစ်ဖြစ်သွားပြီဆိုရင်အချိန်တိုင်မင်းပတ်စံဝင်လာအချိန်နဲ့အလကားအဖြစ်မခံနဲ့နော်။အားကြီးတို့ကိုသွားမဲ့လမ်းကိုကိုကိုယ်တိုင်သိဖို့ရေးကြည့်တယ် ကိုကိုတိုင်းတီးပြီးွားပြီဆိုရင်လည်းမင်းအဲ့ဒီလမ်းမှာအဲ့ဒီနေရာမှာမင်းဆရာဖြစ်ဖို့အတွက်မင်းအချိန်ပေးဖို့လိုတယ်။ညောက်တိတ်ကိုင်းလို့မဖြစ်စေနဲ့။ဒီဟာလဲလှုပ်ချင်တယ်၊ဟိုဟာလဲလှုပ်ချင်တယ်၊ဟိုဟာလဲလှုပ်ချင်တယ်။အကုန်လိုက်ကန်ပြီးတော့နောက်ပိတ်ဆိုလုံးဝဘာမှ professional ကြကြဘာမှမတက်ပဲနဲ့လုံးဝအောက်ရောက်သွားတဲ့ကောင်ကြီးအများကြီးပဲငါကြီးတို့အဲ့တော့မင်းလုံချင်တာမင်းတိပါပြီမင်းလုံချင်တဲ့အလုပ်ကိုမင်းရွေးချယ်ပြီးသွားပြီဆိုရင် မေဘေယာမမလန်းနဲ့ရောဒါဒီအားလုံးကမင်းတို့ရဲ့အချိန်ကို invest လုပ်နေတာစုံစုံဖို့မရှိဘူးအခုလို့လဲဆိုတော့ငါဘဝနဲ့ရင်းပြီးရခဲ့တဲ့သင်္ကန်းသားမင်းတို့ပြန်ပြောပြတာတယ်ဒီအချိန်မှာငွေကြေးနေပါတဲ့ဟာတွေငွေငွေနဲ့ငွေငွေလမ်းကြောင်းနေနေတဲ့ဟာတွေမင်းတို့အရင်ကြီးတော့စိတ်မပူနဲ့ဘူးအခုလို့ဆိုတော့မင်းတယောက်ဒမင်းတကယ် professional မဖြစ်သေးဘူးမေပရိုမရှင်နဲ့ဖြစ်လာတဲ့အချိန်ကျရင်ဝင်ဝေးအော်တိုရောက်လာကျေးဇူးပြုပြီးတော့အကြံပေးတာတော့ငါကြီးတို့ လိုအပ်ရင်ယူသုံးပါအခုရခဲ့ဆိုကွန်မန့်မှတ်ခဲ့ပါအားလုံးကျေးဇူးတင်ပါတယ်ဟုတ်က Subscribe ကိုနှိပ်ခါလို့ကိုနှိပ်ပေးချပါတယ်ကျွန်တော်ဒီ